သူများကိုယ်ကိုဘာပြောပြောအဲ့ဒါကိုစဉ်းစားမနေနဲ့စဉ်းကျင်မနေနဲ့နော်ကိုကောင်းတဲ့ရထုတ်နေအောင်စူးစမ်းရမယ်ပေါ့ဆက်ပြီးတော့မြတ်စွာဘုရားဆုံးမတာကပရိတန်သူတော်ဘာတို့ဤကတကတံပြုတ်သောအမှုမပြုတ်သောအမှုတို့ကိုနအဝခေယအလုတ်တစ်ခုဂယုပြု၍ကြီးရှုစင်ကျင်၍မနေရတဲ့ဒါလေးကြတော့ဓာတ်ရိုက်ပြောတာနော်သူများဘာတွေလုတ်တယ်ဘာတွေမလုတ်ဘူးဆိုတာကိုအလုတ်တစ်ခုကြီးတို့လုတ်ပြီးတော့ ဲ့ဒါကိုခေါင်းထဲထည့်မနေနဲ့တဲ့ဟုတ်လားသူများဆိုတာဒီနေရာမှာကိုဟာလွဲရင်သူများပဲဆိုတာကိုလည်းပဲယူရှင်ရှင်နားလည်ဖို့လိုတယ်နော်သူများလို့ပြောတဲ့အခါကိုယ့်အိမ်ကလူတွေမပါဘူးလို့ထင်မှာဆိုလို့တကယ်တမ်းကိုယ့်အိမ်ကလူတွေအကြောင်းစဉ်းစားရင်းနဲ့ပဲပူရတာလောင်ရတာအနည်းဆုံးလူကကိုယ့်ကိုအရှုံနိုင်ဆုံးလူပဲဟုတ်လားဒါကြောင့်သူများလို့ပြောလို့ရှိရင်ကိုဝါလဲရင်သူများပဲအဓိကသူများကိုဘေးရလူတွေကပို့ပြီးတော့သူများပဲလို့နားလည်ဖို့လို့နော် ဒါမြတ်စွာဘုရားစိတ်ချမ်းသာခြင်းနဲ့ငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင်သူများဘာတွေလှုပ်တယ်ဘာတွေမလှုပ်ဘူးဆိုတာကိုမစင်းသားနဲ့တဲ့သူသူဘာလှုပ်လှုပ်ပေါ့ဆိုလိုတာကဟုတ်လားအဲ့လိုဆိုရင်ဘာလှုပ်ရမှာတော့ဘာကိုစင်းသားရမှာတော့ဘာကိုစင်ကြရမှာတော့ဆိုတော့အတ္တနောဝအဝခေယကတာနိအကတာနိသံအတ္တနောဝမိမိဣတာလျင်ကတာနိအကတာနိသပြုတ်သောအမှုတို့ကို၎င်းအကတာနိသမပြုတ်သောအမှုတို့ကို၎င်းအဝခေယ စဉ်းစားစဉ်ချင်းသုံးတတ်ရ၏တဲ့သူများအကြောင်းမစဉ်းစားနဲ့ဒါနဲ့မစုအကြောင်းစဉ်းစားရမှာတော့ဆိုတော့ကိုယ်အကြောင်းကိုစဉ်းစားအားလို့ပြောတာဟုတ်တာပေါ့ကိုယ်အတွက်အရေးကြီးဆုံးကကိုယ်ပဲလေကိုယ်ကောင်းအောင်ရှုအောင်လုပ်တာလည်းတကယ်တမ်းအဓိကကကိုယ်ပဲဘယ်သူမှကိုယ်လောက်ကိုယ်ကိုလာပြီးတော့လုံနိုင်တာမရှိဘူးကိုယ်လောက်ကိုယ်ကိုချမ်းသာစေတာဘယ်သူမှမရှိဘူးကိုယ်လောက်ကိုယ်ကိုရှင်းရဲစေတာလည်းဘယ်သူမှမရှိဘူးဒါကြောင့်ကိုယ်ကိုယ်ကိုအကောင်းဆုံးကင်တွယ်နိုင်တတ်ဖို့အတွက် ကိုเจ้าကိုပဲစဉ်းစားကိုเจ้าကိုပဲစဉ်းကျင်ကိုเจ้าကိုပဲသုံးသပ်ရမယ်ဟုတ်လားအဲ့တော့ကိုเจ้าကိုစဉ်းစားလို့ရှိရင် သူများအเจ้าကိုစဉ်းစားတဲ့အနေအထားတွေအားလည်းပဲဘုံဘုံတို့တွေရှောင်ကျင်မိသားဖြစ်သွားတယ်တချို့ကပြောကြတာရှိတယ်သူများအเจ้าမစဉ်းစားနဲ့လို့ပြောတာတော့လွယ်တယ်ဒါပေမဲ့အငြင်းတန်းစဉ်းစားမိစဉ်းစားမိနေဘလို့လုပ်ပြီးတော့သူများအเจ้าကိုမစဉ်းစားဘဲနဲ့တပြည့်လို့နေရမှာတော့ဟုတ်တယ်အချင်းတော်တော်များများသူများအเจ้าတွေကြီးခေါင်းထဲရောက်နေ ဒါသူများအကြောင်းကိုစဉ်းစားတာကိုကိုယ်စိတ်ထဲကတိတ်ပြီးတော့မနှစ်မြို့ဘူးမကြိုက်ဘူးကိုကိုကိုမကြိုက်ဘူးဆိုရင်ဘာနဲ့အစားထိုးသင့်လဲလို့မေးကိုအကြောင်းကိုစဉ်းစားတာနဲ့အစားထိုးသင့်တယ်ကိုအကြောင်းကိုစဉ်းစားလို့ရှင်သူများအကြောင်းကိုစဉ်းစားလို့စဉ်းစားเสียရမလို့သူဖြစ်သွားတနည်းအားဖြင့်ဟိုကိုအကြောင်းကိုကောင်းကောင်းသိလေလေသူများအကြောင်းကိုတိတ်ပြီးတော့စိတ်မဝင်စားလေလေတိတ်ပြီးတော့မစဉ်းစားခြင်းလေလေဟိုစဉ်းစားဖို့တိတ်မလိုအပ်ဘူးလို့နားလေလေလေပေါ့ကိုဘုံဘုံတို့ကအာ ိုတိုင်ပုံပုံစဉ်းစားကြည့်တယ်ပေါ့နော်။ဘာကြောင့်သူများအเจ้าတွေကိုခေါင်းထဲရောက်ရောက်နေလဲ။ကိုအเจ้าကိုကိုခေါင်းထဲကိုတိတ်မထဲလို့။ကိုအเจ้าကိုခေါင်းထဲမထဲတဲ့အခါကျတော့ကိုအเจ้าကိုကိုမှန်မှန်ကန်ကန်မသိဘူး။မှန်မှန်ကန်ကန်မသိတော့သူများအเจ้าတွေကိုစိတ်ဝင်စားစရာကောင်းတယ်လို့ထင်နေတာ။တကယ်တမ်းကကိုအတွက်စိတ်ဝင်စားစရာကောင်းဆုံးကကိုအเจ้าပဲ။ဆိုကြပါစို့။ ကိုเจ้าဟောတာမှန်မှန်ကန်ကန်သိရင်သူများအကြောင်းကိုစဉ်းစားမိမှမဟုတ်ဘူးဆိုတဲ့စကားလေးကိုကောင်းကောင်းနားလည်စေခြင်းကိုเจ้าဟောဘလို့မှန်မှန်ကန်ကန်သိရမှာတော့ဘုံဘုံတို့တွေမှာတော့မပြေလည်သေးတဲ့ပြဿနာတွေအများကြီးရှိတယ်။တော့မဖြေရှင်းရသေးတဲ့အရှုပ်ထွေးတွေအများကြီးရှိတယ်။ဟုတ်လား။ပြောလို့ရှိရင်ဘုံဘုံတို့တွေကကိုเจ้าဟောကောင်းကောင်းသိရင်အော်ငါတနာစရာအနေထားမလွတ်သေးဘူးဆိုတာကိုကောင်းကောင်းသိနိုင် တေချာစဉ်းစားကြည့်ကိုမပြဿနာတွေတော့အရှုပ်ထွေးတွေတန်းလန်းနဲ့နေရတာ တကယ်တကယ်ကတော့အတိတ်ကာလကပြုခဲ့တဲ့အကုသိုလ်တွေတော့အကျိုးပေးခွင့်သာရင်အကျိုးပေးမယ်ဆိုတဲ့အနေထားတွေတကယ်တမ်းကဒီခန္ဓာမှာကမ္မပစ္စယတ္တိအနေနဲ့လိုက်နေတာရှိတယ်အဲ့ဒါတွေကိုဖုံဖုံတို့ခြေဖြက်ပြီးပြီလားလို့ကိုကိုကိုမေးမယ်ဆိုရင်ဘယ်လိုပြောလဲအခြေဖြက်ရသေးဘူးနော်အခြေမရွေးသေးပြီးတော့အခြေမရွေးအတိတ်ကပြုခဲ့တဲ့အကုသိုလ်ကံတွေကကိုကိုနှိမ့်ဆက်နိုင်တယ်အဲ့တော့ကို့မှာအဲ့ဒီတာဝန်ကြီးရှိသေးတယ်ပါလဲ။ အဲ့ဒီအကုသိုလ်ကံတွေကိုခြေဖြတ်ဖို့ကိုယ်မှာတာဝန်ရှိတယ်အလုပ်ရှိတယ်